ရှုစွာဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါရယ်။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့အသက်နဲ့ပြည့်စုံတော်သူဆိုတဲ့ကောင်းကင်လေးနဲ့ခေါ်ပေးတော်မှာဖြစ်ပါရယ်။ယောဟန်ခရစ်ယာန်အခန်း10ဆပိုက်10မှာတခိုးဒီခိုးခြင်းတတ်ခြင်းဖြစ်စီခြင်းကသာလာတဲ့။ငါမူကားသူတို့ဒီအသက်လွတ်ယုံမြမကအထူးသဖြင့်အသက်နဲ့ပြည့်စုံစေခြင်းကလာတဲ့။ဒါလို့ပြောပါရယ်။အဲ့တော့တခိုးကတော့ဒါ နော်စာရမဏတ်ပေါ့သူအတုံးတော်ခံဒီနေရာမှာတော့ forest share တွေပေါ့နော်အဲ့တော့ယေရှုကတော့တိုးစရာတွေဘာအကျိုးမှမမျော်လင့်ဘူးဟိုဖွဲ့ရတိုးစရာအကျိုးမျော်လင့်တယ်နော်အဲ့တော့တတ်တယ်ဆိုတာသားစမှာပေါ့နော်ဒီလိုမျိုးပေါ့နော်အခိုးတယ်ဆိုကြရနော်ခိုးတယ်ဆိုတာဟာလာတိုးစရာနဲ့အကျိုးလိုချင်တာပေါ့ဘာလို့မလဲရောင်းစားမလားစသဖြင့်ပေါ့နော်တတ်မယ်ဆိုတော့အသားရောင်းမလား တော့စားမလားအရေးခွင်ချုံမလားအဲအားလားမျိုးပေါ့နော်အဲ့တော့ယေရှုကတော့ဘာအကျိုးမှမျှော်လင့်ဘူးတဲ့ဘာတွက်လဲအဲ့တိုးတွေတိုးတွေဆိုတာကယုံကြည်သူပေါ့နော်အဲ့တော့သူတို့တွေတဲ့အသက်နဲ့လွတ်ယုံမြတ်မကဆိုတော့ထာဝရအသက်ရယုံမကဘူးတဲ့နော်အသက်နဲ့ပြည့်စုံစေခြင်းကလာတည်းတဲ့နော်ထာဝရအသက်နဲ့ပြည့်စုံကြွယ်ဝနေအောင်ငါလာတယ်တဲ့ abandonly เนาะအဲ့လိုပြောပါတယ်ဆရာ ဒီအသက်နဲ့ပြည့်စုံခြင်းလို့ပြောတဲ့ယေရှုယုံကြည်ခြင်းအပြင်ကျွန်တော်ရတဲ့ထာဝရသက်ဆိုတာပါလေအဲ့တော့နားလေအသက်နဲ့ကြွယ်ဝပြည့်စုံခြင်းဆိုတာပါလေဆိုတော့နားလေမှာဖြစ်တယ်ယောဟန်အခန်းဆက်ခွန်စာပိုက်သုံးမှာထာဝရသက်ဟူမူကမှန်သောဘုရားသခင်တစုတီတစုတီဖြစ်တော်မူသောကိုရောကို၎င်းရှင်လွတ်တော်မူသောယေရှုခရစ်ကို၎င်းတည်ကြွခြင်းတည်း လို့ပြောပါတယ်ဆိုတော့ယေရှုကိုယုံကြည်သောသူရဲ့အထက်မှာတန်ရှင်သောဝိညာဉ်တော်လာရောက်ကင်းဝတ်ပြီးတော့မှဝိညာဉ်တော်မှစခြင်းအဖြစ်ခမဲတော်နဲ့တားတော်နဲ့တိကျွမ်းရတယ်ပေါ့တန်ရှင်သောဝိညာဉ်တော်တိကျွမ်းခြင်းသည်ခမဲတော်နဲ့တားတော်နဲ့တိကျွမ်းခြင်းဖြစ်ပါတယ်ဆိုတော့ဘလောက်တိကျွမ်းတယ်လဲဆိုတဲ့အပေါ်မှာသာရတဲ့ဘလောက်ကျွေးဝဆိုရရှိတယ်လဲ နော်အသက်နဲ့ဘလောက်ပြည့်စုံနေသလဲအဲ့ဒါကနော်တိုင်းတားလို့ရမှာဖြစ်ပါတယ်ဒီနေ့မိတ်ဆွေဘုရားသခင်နဲ့သင်ဘလောက်အကျွမ်းဝင်တယ်လဲဆိုရက်ပမာဏအပေါ်မှာထာဝရအသက်ငါဘလောက်နော်ရထာဝရအသက်ငါရတဲ့ထာဝရအသက်ဘလောက်ကျေဝတ်ပြည့်စုံလဲဆိုရက် ကိုတိုင်းတားရမှာဖြစ်တယ်နှစ်ပေခန်းတစ်စပိုက်နှစ်ကနေရှစ်ထိပေါ့နော်ရှင်းပြခြင်းနဲ့စပိုက်နှစ်မှာ ဖျားသခင်ကို၎င်းငါတို့သခင်ယေရှုကို၎င်းတိတော်ညာအဖြင့်ကနတိတော်ညာအဖြင့်ဒါထာဝရတဲ့ပဲเนาะထာဝရတဲ့ရခြင်းအဖြင့်အဲ့လိုပြောချင်တယ်။ဘာပြောလဲဆိုတော့ဂျေဇူးတော်နဲ့ညီသက်ခြင်းနေတင်းတို့နဲ့အများပြပါစေတော်။ကဲကြည့်။ဂျေဇူးတော်နဲ့ညီသက်ခြင်းများပြခြင်းသည်ဘာလဲ။အဲ့ဒါ bending လေးပဲ။နော်။အသက်နဲ့ကြွယ်ဝခြင်းဖြစ်တယ်။အသက်နဲ့ပြည့်စုံခြင်းဖြစ်ပါတယ်။ ဲ့တော့ရှင်ပေါလုကကျတော့ဘာပြောလဲဆိုတော့အာယာယာ၌ခြေဆိုတော့ချင်းမွန်ကြလောတဲ့ဟုတ်နော်ပြီးရင်ဘာပြောလဲအစင်မပြတ်ဝမ်းမြောက်ကြလောချစ်ခုနတော့လည်းပါလေညီသက်ချင်းဆိုတာကအချင်းနေနဲ့မဆိုင်ဘူးအချင်းနေဆိုသည်ဖြစ်တဲ့ကောင်းနေဖြစ်စီညီသက်နေတာအဲ့ဒါထာဝရအသက်နော်အသက်နဲ့ကြွယ်ဝချင်းဖြစ်တယ်အဲ့တော့အယားယာမှာကျိုးတော့ချင်းမွန်းတယ်ဆိုတာအချင်းနေနဲ့မဆိုင်ဘူးအယားယာလို့ပြောတယ်လေနော် အဲ့တော့အဲ့ဒါလည်းပါဖြစ်လေအသက်နဲ့ကျယ်ဝခြင်းပြည့်စုံခြင်းဆိုအဲ့ဒါပြောခြင်းလားအရာရာ၌ကျတော့ခြင်းမမှာပြင်ပါလေအစင်မပြတ်ဝမ်းမြောက်ကြတော့ဟာလူပဲဘလို့အစင်ပြတ်ဝမ်းနိုင်ဝမ်းမြောက်နိုင်ပါလေဝမ်းနဲ့မြောက်နိုင်ပါတော့ခမရအဲ့ဒါလို့ဘလို့ဝမ်းမြောက်နိုင်လေဖယားကိုတိတော့ညံဘလို့များတယ်လဲဆိုတော့ဘလို့မြင့်တယ်လဲဆိုတော့ပမာဏအတိုင်းအစင်မပြတ်ဝမ်းမြောက်နိုင်ပါ အရာရာမှာကျိုးရချင်းမနိုင်မယ်။နည်းငြိမ့်သက်ချင်းချမ်းသာရှိနေမယ်။ဟောနော်ကျေးဇူးတော်များပြားတယ်။အရာဟာနော်အသက်နဲ့ပြည့်စုံတော်သူဖြစ်ပါတယ်။နော်ဒါလေးတွေကျွန်တော်တို့အသိဖို့ဖြစ်တယ်။စာပိုက်၃မှာထို့တို့နဲ့ညီငါတို့ကိုဘုံတကိုးတော်နဲ့ခေါ်တော်မူသောဘုရားကိုတည်တော်ညံအဖြစ်နော်တိတော်ညာအဖြစ်ဟလာငါတို့ဟာအသက်ရှင်ခြင်း ဖျားဝတ်နဲ့မြှို့လို့ခြင်းနဲ့ဆိုင်သောအရာရှိသမျှတို့ကိုဖျားတကိုးတော်ပေးသနာတော်မူပြီကြည့်ထာဝရအသက်နော်ဖျောက်တိကျွမ်းခြင်းအဖြစ်အလားဘာဖြစ်လဲဖျားနိုင်မြှို့ဖျားဝတ်နဲ့မြှို့လို့ခြင်းနော်အဲ့ဒါနဲ့ဆိုင်တဲ့အရာရှိသမျှကိုဖျားတကိုးတော်ကပေးတယ်ပြောတယ်အဲ့တော့ဖျားဝတ်နိုင်မြှို့လို့ခြင်းနဲ့သက်ဆိုင်တဲ့အရာရှိသမျှလို့ပြောအဲ့ဒါပါလဲ เนาะအသက်နဲ့ပြည့်စုံနေခြင်းကိုဆိုလိုတာဖြစ်ပါတယ်ပေါ့เนาะ surprise လေးမှာထို့သောသောအဖြစ်လဲအလွန်ကြီးမြတ်အဖို့ထိုက်သောဂရိများကိုငါတို့ဟာအပေးတော်မူပြီးအကြောင်းမူကားထိုဂရိတော်များကိုအမိပြု၍တင်တို့သည်လောကီတတ်မဲ့ခြင်းအညစ်ခြင်းနဲ့ကင်းလွတ်သဖြင့်ဖျားပဂရိကိုဆက်ဆံရတော်သူဖြစ်ကြမည်အကြောင်းတည်းဒီနေရာမှာလဲเนาะဖျားကိုတိကျွမ်းခြင်းအဖြစ်ဟောเนาะ ဒီလောကီအညစ်ကြေးနဲ့ကင်းလွတ်စေတယ်ဟာလားအရာဒီအသက်နဲ့ပြည့်စုံလာခြင်းဖြစ်တဲ့တစ်ခုပြီးတစ်ခုပြည့်စုံလာတယ်ဒီမြတ်မောတော့ဘာပြည့်စုံလာလဲဂရိတော်ခံရတယ်အဲဂရိတော်ကအမိပြုခြင်းအဖြစ်ဘာဖြစ်လာလဲဆိုတော့သူကလောကီနဲ့တဆိုင်တတ်မဲ့ခြင်းအညစ်ကြေးနဲ့ကင်းလွတ်သွားတယ်ကင်းလွတ်ပြီးဘုရားပဂရိနဲ့ဆက်ဆံတယ်ကဲကြည့်ဒါကြောင့် နော်အသက်နဲ့ပြည့်စုံခြင်းအသက်နဲ့ကျေဝခြင်းဆိုရဟာဒီနေ့လူတွေနားလည်တယ်လို့မျိုးနော်ငွေကြီးချမ်းသာကျေဝခြင်းကိုမဆိုလိုပါဘူးနော်သာရအသက်နဲ့ကျေဝပြည့်စုံခြင်းကလောကီတက်မဲ့ခြင်းအညစ်အကြေးနဲ့လောကနဲ့ကင်းလွတ်သွားတာဘလောက်ထိကင်းလွတ်နိုင်တယ်လဲဆိုရဟာဗာလဲသူက အသက်နဲ့ဘလောက်ထိကျယ်ဝပြည့်စုံသလဲအဲ့လိုလာတာဖြစ်ပါတယ်နော်အဲ့လိုလာတာဖြစ်တယ်နော်အဲ့တော့အရာမှာဘာဖြစ်သွားမလဲဖယားပကရိနဲ့တိုက်တိုက်ရင်းနှီးမှာပေါ့အဲ့တော့စပိုင်ငါမှာထိုတို့လုံကတင်တို့စီယုံကြည်ခြင်း၌တီလကို၎င်းတီလ၌ပညာကို၎င်းဒါနော်ထသင့်ကဲ့ပါရမီနော်ပညာနဲ့ကမ္မကုံချုပ်တီးခြင်းကို၎င်းကမ္မကုံချုပ်တီးခြင်း၌တိခံခြင်းကို၎င်းတိခံခြင်း၌ ဖယောင်းနဲ့မှုလို့ခြင်းကို၎င်းထုံမှုလို့ခြင်း၌ညီကိုစုံမဲ့ခြင်းကို၎င်းညီကိုစုံမဲ့ခြင်း၌ချစ်ချင်းမြတ်တာကို၎င်းအလွန်ကြိုးစား၍ထပ်ဆင့်ကြတော့เนาะအဲ့လိုဖြစ်ဖို့အတွက်ဒီအဆင့်လေးတွေမင်းတို့ကြော်လာပါတဲ့ဟောเนาะအသက်နဲ့ကြွယ်ဝဖို့အတွက်เนาะကြော်လာပါတဲ့အချောင်းမောကထူပါရမီတို့သည်တင်းတို့၌ကြွယ်ဝလင်ငါတို့သခင်ယေရှုခရစ်ကိုတည်ခြင်း၌မပြင်းရစေခြင်းကား ၎င်းเนาะအကျိုးမဲ့မဖြစ်စေခြင်းက၎င်းပြုပြင်တတ်၏ဘယ်လိုပြောပါလဲเนาะခုနပါရမီလေးတွေရှိရမယ်တဲ့အဲ့ဒါမှလည်းဘာဖြစ်လဲဘုရားသခင်တည်ကျွမ်းခြင်းတည်ဥတော်ထာဝရအသက်နဲ့တည်ကျွမ်းလေအသက်နဲ့ပြည့်စုံကြွယ်ဝလေဖြစ်မယ်เนาะအဲ့ဒါခါမှဘာဖြစ်မလဲဘုရားနဲ့တည်ရတာဘုရားနဲ့ဆက်ဆံရတာမပြင်းတော့ဘူးတဲ့เนาะမပြင်းတော့ဘူးเนาะဘာဖြစ်တော့မလဲ ဟောအကျိုးမဲ့လည်းမဖြစ်ဘူးလေဒါလိုပြောတယ်နော်အကျိုးလည်းရမယ်အကျိုးကတော့ဒီလောကမှာလည်းရမှာတော့ကောင်းကင်မှာလည်းရမှာပေါ့ဒါလိုပြောပါရခင်ဗျဒါကြောင့်ဓမ္မမြစ်ဆွေဒီနေ့နော်အသက်နဲ့ပြည့်စုံတော်သူဖြစ်ဖို့တဲ့ဘုရားသခင်အလိုရှိပါတယ်အဲ့တော့ထာဝရတက်ရတယ်ဆိုရင်လည်းမဟုတ်ပါဘူးအထာဝရတက်ကလည်းပါလေဘုရားသခင်နဲ့သားတော်နဲ့ခမည်းတော်နဲ့တည်ကျွမ်းခြင်းဖြစ်ပါတယ်နော် အတိကျွမ်းခြင်းရဲ့ပမာဏအတိုင်းမဖြစ်မလဲသာရတဲ့နဲ့ကျေဝဘလို့ကျေဝတယ်လဲဘလို့ပြည့်စုံစွာနော်အကျိုးရှိတယ်လဲဆိုတော့ကိုတိုင်းတာလို့ရမှာဖြစ်ပါတယ်အဲ့ဒါတွေရတော့ဗာလဲခြေစိုးနဲ့နော်ညီသက်ချင်းချမ်းသာများပြားမယ်နော်အဲ့ဒါအတဲ့နဲ့ကျေဝခြင်းအရာရာမှာကျေရချင်းမနိုင်မယ် နော်အရာရာမှာကျတော့ချင်းမမယ်ပြင်းအစင်မပြတ်ဝမ်းမြောက်နိုင်တော့သူဖြစ်မယ်ပြင်းလောကီအညစ်ကြီးနဲ့နော်ကင်းလို့တော့သူဖြစ်ပြီးဘုရားပကတိနဲ့ဆက်ဆံရတာဟုတ်လားမပြင်းရည်ပေးအကျိုးရှိတော့သူဖြစ်မယ်ပြောပါတယ်ဒါကြောင့်ဒီနေ့ဓမ္မမေရှင်အားပေးချင်ပါတယ်နော်ယေရှုခရစ်ကိုသင်ယုံကြည်တဲ့ဆိုရင်တော့ဒီလိုအစင်လေးလေးတက်လှမ်းဖို့သင်ဘုရားသခင်အလိုရှိပါတယ်ပေါ့နော်အလိုရှိပါတယ် ဒါကြောင့်ဒီနှုတ်ကပတ်တော်လေးတိုင်းပဲဆင်ခြင်ပြီတော့မှကိုယ့်ကိုယ်လည်းပြန်ဖတ်ပါလေ့လာပါဆွတ်တော့မှလက်တွေ့နာခံလိုက်ရှောက်ပါဒါဆိုရင်တင်ဟာအသက်နဲ့ပြည့်စုံတော်သူဖြစ်လာလိမ့်မယ်တရားပြည့်ပြောင်းဖို့ထင်ရှားလိမ့်မယ်လို့ခွားပေးနေနေကိုချုပ်ပါရယ်ဘုရားသခင်နဲ့တင်တို့အားလုံးကောင်းချီးပေးပါစေတော့အာမင်